ကျွန်တော်17ရက်နေ့ကတော့အာမြင့်မြတ်မူ M3 ရဲ့ဒါ crown ceremony ပွဲလေးပေါ့နော်ဒါဒီ2 crown အနံမယ်ပြီးတော့ media ရှေ့မှာသူဒီအတရားဝင် Miss Cosmo မြန်မာအဖြစ်အနံနဲ့ပွဲလေးပေါ့နော်အဲကျွန်တော်တို့အကြောင်းအကြောင်းကြောင်းနောက်ကြရတဲ့အကြောင်းရင်းတွေအစား6ရက်နေ့လောက်ထားပြန်မယ်ကျွန်တော်17ရက်နေ့ကိုဘာလို့ရွှေ့လိုက်ရလဲဆိုတော့ကျွန်တော်ဒီဘက်မှာအလုံးမပြတ်တာရောနောက်တစ်ခုကကျတော့ကျွန်တော်ဖိတ်ထားတဲ့ special guest တွေနဲ့ပေါ့နော် အချိန်နေညှိရတာတွေနောက်တစ်ခါကျတော့ sponsor တွေနဲ့ညှိရတာတွေကြောင်း ရက်ကိုရွှေ့လိုက်ရတာပေါ့နော်လှုပ်ချင်တာတော့စောရိတ်ကလေးကဒါပြောရရမှာပြောလို့ဖြစ်အောင်လုပ်လုပ်ချင်တာပေါ့เนาะဒါပေမဲ့လည်းအကြောင်းအကြောင်းနေအကြောင်းရွှေ့လိုက်ရတာဖြစ်တယ်ဆိုတော့အားလေးတွေတော့နားလည်ပေးပါလို့ထင်အနေပြောချင်ပါတယ်အားလုံးအကျွန်တော် Miss Edgar ယူဖို့မရှိပါဘူးခင်ဗျအော် Global ကကျွန်တော်တို့မင်္ဂလာပါ Miss မြန်မာအနေနဲ့လုံမဲ့ပွဲကြီးတဲမှာပေါ့เนาะဒါသူထည့်မဲ့ပွဲဖြစ်ပါတယ်ကျွန်တော်တို့မင်္ဂလာပါ Miss မြန်မာနေပြီးတော့ကျွန်တော်တို့ပွဲကြီး အာလေးဘွဲလှုပ်ဖို့ရှိပါတယ်အဲလေးဘွဲမှာကျွန်တော်တို့ဒီအခုအာ Miss Universe Philippines ကလုပ်တယ်လို့မျိုးပေါ့နော် main winner တွေ main winner ပုံစံထွက်မယ်ဂျန်နယ်ဘွဲတွေဒီအာဂျန်နယ်သူတွေဒီဂျန်နယ်ပုံစံမျိုးပေါ့၄ရောက်ပေါ့နော်အဲ့လိုလှုပ်ဖို့ရှိပါတယ်အဲ့လိုမျိုးပေါ့ဟိုဘသူက runner app ဘသူကဟာမျိုးမဟုတ်ဖဲနေပေါ့နော်အာ winner ကိုကျင်ညာပြီးရဲ့အချိန်မှာမင်္ဂလာ Miss Myanmar ရဲ့ winner ဒီပြပွဲကိုသွားရပါမယ်ဆိုရင်ပွဲကြီးကိုကျွန်တော်ကျင်ညာပြီးရဲ့အချိန်မှာ နောက်ထပ်ပွဲလေးတွေကတော့သူကသူ runner up တွေအနေနဲ့လွှမ်းမိုးရှိပါတယ်ခင်ဗျအော် miss up ကတော့ယူဖို့မရှိပါဘူးခင်ဗျဟုတ်ကဲအဲ့ဆိုလို့ရှိရင် see you